အဲ့လိုမျိုးပတ်စံပေးတရတဲ့ AI သင်တန်းတွေမှာပဲရှိတဲ့ prompt engineering အကြောင်းကိုကျွန်တော်တို့ free ပြောပြပြီးသွားမှာပါ prompt engineering နဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တွေကိုသိထားရင်ခင်ဗျားက basically code ပဲသူများတွေထဲအများအမ်းခြေတလန်းတာနေမှာခုဒီမှာပြထားတဲ့မိုက်စားပုံတွေကိုဘယ်လိုထုတ်ရမလဲဆိုတာကိုလည်း video ရဲ့နောက်မှာပြထားပါတယ်ဘယ်လိုမျိုးလဲဆိုတာကိုဆက်ပြီးကြည့်လိုက်ရအောင် prompt engineering ဆိုတာလွယ်လွယ်ပြောရရင်ကိုလိုချင်တဲ့ result ရဖို့အတွက်ကို AI ကိုဘယ်လိုခိုင်းမလဲဆိုတာကိုလေ့လာတဲ့ပညာရဲ့တစ်ခုဖြစ်တယ် AI တွေကအသေးစိတ်မရှိတဲ့ခါကျတော့ဒီကောင်တွေကိုခိုင်းဖို့အတွက်ကိုတိကျတဲ့ instructions တွေပေးဖို့လိုတယ်ဥပမာ ကြောင်ပုံဆွဲပါလို့ပြောတာနဲ့မျက်လုံးအပြာရောင်နဲ့အိမ်မှာထိုင်နေတဲ့ချစ်စရာကြောင်လေးပုံဆွဲပါလို့ပြောတာနဲ့ reset တွေကအရန်ကိုကွာခြားမှုရှိတယ်ဒီတော့ AIO ဘာပဲခိုင်းခိုင်းဘာပဲမေးမေးတိကျတဲ့အဖြေကိုရဖို့အတွက်ဆိုရင်ဒီ prompt engineering ကအရန်ကိုအရေးပါတယ်ဥပမာဗျာခင်ဗျားက content creator တယောက်ဆိုပါစို့ AI နဲ့ပတ်သက်တဲ့ Facebook post တခုတင်ခြင်းနေဆိုရင် AI အကြောင်းရေးပေးပါလို့ပြောမယ်အစား AI နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်၃ချက်ကိုစာဖတ်သူတွေကိုစွဲဆောင်နိုင်မဲ့အသုံးအနှုန်းတွေသုံးပြီးရေးပေးပါလို့ပြောတာပို့ပြီးတော့ကောင်း ဲ့ result တွေကိုထုတ်ပေးမှာပါဒီနေရာမှာမှတ်ထားရမှာက AI ကကျွန်တော်တို့ရဲ့စကားတွေကိုတိတိကျကျနားလည်ဖို့လိုအပ်တယ်ကိုကိုတိုင်ကဘာလိုချင်လို့လိုချင်မှန်းမသိဘဲနဲ့ AI ကိုကိုလိုချင်တဲ့ result ကိုထုတ်ခိုင်းဖို့မမျှော်လင့်ပါနဲ့ Okay ဒါဆိုရင် prompt ကောင်းကောင်းတစ်ခုကိုဘယ်လိုဖန်တီးရမလဲသူ့မှာပါဝင်ရမယ့်အချက်၄ချက်ရှိတယ်ပထမဆုံးတစ်ချက်အနေနဲ့တိကျမှုရှိရမယ်ခင်ဗျားဘာလိုချင်လဲဆိုတာကိုတိတိကျကျပြောရမယ်ဥပမာခွေးပုံလို့ပြောမဲ့စာရွှေရောင်အမွေးရှည်နဲ့ပျော်ရွှင်နေတဲ့ခွေးလေးလို့ပြောတာပို့ပြီးတော့ကောင်းတယ်ပို့တိကြတယ်ဒုတိယတစ်ခုအနေနဲ့အကြောင်းအရာ context လိုအပ်ရင်နောက်ခံအကြောင်းအရာ တွေကိုထည့်ပြောတာပိုကောင်းတယ်။ဥပမာဒုတိယကဘာစစ်အကြောင်းရေးပါလို့ပြောတာထက်ဒုတိယကဘာစစ်အတွင်းကလူငယ်တယောက်ရဲ့ခံစားချက်အကြောင်းကိုရေးပါလို့နောက်ခံအကြောင်းအရာ context တွေထည့်ပေးလိုက်တာပိုကောင်းတဲ့ prompt တစ်ခုဖြစ်သွားစေတယ်။တရားအချက်အနေနဲ့ format ပုံစံတိချာချပေးရမယ်။ဒါကခမားလူချင်းနဲ့ result ရဲ့ပုံစံကိုပြောပြပေးရမယ်။ဥပမာဒီစာပိုက်ကိုအကျဉ်းချုပ်ပါလို့ပြောမယ်စာဒီစာပိုက်ထဲမှာပါတဲ့အဓိကအချက်၅ချက်ကိုအကျဉ်းချုပ်ပြီး bullet list နဲ့ပြပေးပါလို့ဆိုတာမျိုးစာပိုက်လိုက်ပြပေးပါဆိုတာမျိုးကိုလူချင်းနဲ့ format ကို prompt နဲ့ထည့်ရေးလိုက်တာပိုကောင်းတယ် နောက်ဆုံးတစ်ခုအနေနဲ့ရည်ရွယ်ချက် goal ခမားကဘာကြောင့်ဒီဟာကိုတည်ကျင်တာလဲဒီ prompt ကိုဘာကြောင့်ရေးတာလဲဘာအတွက်သုံးမှာလဲဆိုတာကိုပါထည့်ပြောပေးနိုင်ရင်ဒီ prompt ကပြည့်စုံသွားမှာပါကဲအခုဒါတွေသိသွားပြီဆိုတော့ခမားတို့ကိုယ့်အကူ prompt နေရေးပြီးတော့စမ်းသီးကြပါဗျာကျွန်တော်တို့ AI code lab ကခမားတို့အတွက်ပြင်ဆင်တာကတခုရှိတယ် prompt engineering နဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တွေကိုတနေရာထဲမှာစုစည်းထားတဲ့ချီရှိတစ်ခုပါအဲ့မှာပတ်စံပေးရတဲ့နိုင်ငံခြား AI သင်တန်းတွေမှာပဲပါတယ် prompt ပေးနည်းလျှို့ဝှက်ချက်တွေပါမယ်စောင်းဝမ်းရှောင်းရံတွေလုပ်ငန်းသုံး prompt တွေ prompt template တွေပါမယ်ဒီချီရှိကို3500ကျပ်ထဲနဲ့ ဲ့ရောင်းမိပါမယ်။ရောင်းလို့ရသမျှငွေတွေကိုလည်းကျွန်တော်တို့ AI Code Lab ကငလျင်ဒုက္ခသည်တွေကိုလူတန်းသွားမှာပါ။ကဲဒါဆိုရင်ပုံထုတ်ဖို့အတွက်အခုစလိုက်ကြရအောင်။ အရင်ဆုံး Google မှာ Leonardo AI လို့ရိုက်ရှာလိုက်မယ်ပထမဆုံးသူရဲ့ link နဲ့ဝင်လိုက်ပါပြီးရင်တော့ညာဘက်တောင်းမှာရှိတဲ့ launch app ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါအလဲရဒီ image ဆိုတာလေးကိုနှိပ်လိုက်ရင်တော့ကျွန်တော်တို့ prompt စာရေးလို့ရပါပြီအရင်ဆုံးတရား engineer မလုပ်ထားတဲ့ prompt တစ်ခုနဲ့စမ်းကြည့်ကြရအောင် for example generate a portrait of a professional model ဆိုပြီးပေါ့ထွက်လာတဲ့ result တွေဟာကျွန်တော်တို့လိုချင်တဲ့ပုံစံမျိုးတော့ home နေရဘူးဒါဆိုရင်ဒီလိုပုံမျိုးထွက်အောင် prompt ကို blue engineer လောက်ကြမလဲကြည့်လိုက်ကြရအောင်ကျွန်တော်တို့ရဲ့ goal ကပုံထုတ်ချင်တာဆိုတော့ promo အရင်ဆုံးဒီလိုလေးရေးလိုက်မယ်။ရန်ကို intense ဖြစ်တဲ့စိတ်ခံစားချက်တွေကို no ဆွပေးနိုင်တဲ့ပုံမျိုးကို create လုပ်ပေးပါဆိုပြီးတော့ပေါ့။ပြီးရင်လိုချင်တဲ့ပုံစံအသေးစိတ်ရဖို့ဒီလိုရေးလိုက်မယ်။ promo အရင်ရှိလို့ခင်ဗျားတို့ကိုယ့်အကူ video post ပြီးတော့ကြီးလိုက်တော့ဗျာ။ format လည်းအတူတူပဲ။ဘာမှထူးထူးခြားခြားတော့မဟုတ်ဘူး။ကိုလိုချင်တဲ့ပုံစံလေးထွက်လာအောင်လို့သေစိတ်တိချလေးရေးပေးလိုက်တယ်။ Okay ဒီ promo Leonardo AI မှာတွက်ဆန်းကြည့်ကြရအောင်။ reset တွေကတော့လိုချင်တဲ့အတိုင်းကွက်တိပါပဲ။ချီရှိဝယ်ခြင်းလဲဆိုရင်တော့ messenger မှာလာပြောလို့ရပါတယ်။